ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့လူသက်မှုတွေကိုဘေးကထိုင်ကြည့်တယ်လို့မြင်နေရပြီးအဲ့ဒါတွေကအပြင်မှာတကယ်ဖြစ်နေတဲ့အခါသူနဲ့လူသက်သမားဘယ်လိုပတ်သက်ဆက်နွယ်မှုရှိမလဲဆိုတာကိုကျွန်တော်နဲ့အတူကြည့်ရှုလိုက်ရအောင်ခင်ဗျာဇာတ်လမ်းရဲ့အစမှာတော့ဒေါက်တာဝီဘာလို့ခေါ်တဲ့သူတည်တနာဆရာဝန်တစ်ယောက်ကသူကူးတာပေးနေတဲ့ Gabriel လို့ခေါ်တဲ့လူနာတစ်ယောက်ကြောင်းကိုပြောနေခဲ့ပါဗျာအဲ့ဒီလူနာကအရင်ကားထက်ပိုတန်မာလာပြီးညှိုးလဲကြီးလာတာမို့ဒီတိုင်းသာဆက်ကြီးထွားနေမယ်ဆိုရင်သူတို့တွေထိန်းချုပ်ဖို့ခက်ခဲလိမ့်မယ်ဆိုပြီးတော့ပါ အဲ့ဒီချိန်မှာပဲလူတယောက်အသေးအံရောက်လာပြီးခေါ်တာနဲ့သူမှလည်းထိတ်လန့်သွားခဲ့ပြီးတဏှာကိုပြေးသွားခဲ့တယ်။အဲ့ဒီနေရာမှာတော့လူတွေဝင်ရုံသုံးပါးနဲ့ဖြစ်နေပြီးတစုံတစ်ခုကိုတားမရစီမရဖြစ်နေကြတယ်။ဒါကြောင့်လုံချုံကြီးကမေးစည်းတနက်နဲ့ပြစ်ဖို့လုပ်ပေမဲ့လည်းအထက်ကဘာမှမသိတဲ့အရာကလက်ကိုရိုက်ချိုးလိုက်တာကြောင့်အကုန်လုံးအကြောင်းလန့်တကြားတွေဖြစ်ကုန်ကြတယ်။ဒါကြောင့်ဒေါက်တာဝီပါလည်းသူ့သားမယ်ဆိုပြီးမေးစည်းတနက်နဲ့အထက်ကိုပြစ်လိုက်တော့မှအထက်ကလူလည်းငြိမ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်းအထဲမှာတော့ဆရာဝန်တွေအားလုံးတည်ကုန်ကြပြီဆရာဝန်တယောက်ကတောင်းချမ်းခဲ့တဲ့လူနာကိုတရွတ်တိုက်ဆွဲခေါ်သွားခဲ့တယ်။ဒေါက်တာဝီပါကမင်းလူဆိုးလေးဖြစ်ခဲ့တာပဲ Gabriel လို့တောင်းချမ်းတဲ့လူနာကိုပြောနေခဲ့ပြီးအဲ့ချိန်မှာပဲ Gabriel ကတတ်ထုလိုင်းနဲ့ချိန်ဆက်လိုက်ပြီး Review ကနဲ့တစင်အကုန်လုံးကိုတပ်ပစ်မယ်လို့ပြောလိုက်တာကြောင့်ဒေါက်တာဝီပါလည်းသူကစကားတောင်ပြောနိုင်နေပြီလားဆိုပြီးအံ့ဩသွားတော့တယ်။ ဒါတွေဖြစ်ပြီးနှစ်အတော်ကြာတော့မဒီလို့ခေါ်တဲ့ကိုဝင်ဆောင်အမျိုးသမီးတယောက်ကိုယောက်ျားဖြစ်သူကအယက်မှုမှုနဲ့ပြက်နာရှာပြီးခေါင်းကိုနိုင်ရန်နဲ့ဆောင်းရိုက်လိုက်ပါတယ်အဲ့ဒီညမှာပဲသူတို့လင်မယားအခန်းခွဲအိတ်ကြပြီးယောက်ျားဖြစ်သူကအောက်ထပ်ကဆိုဖာပေါ်မှာအိတ်နေတော့တရေလိုလိုရိမ်မဲကြီးတစ်ခုကအိမ်ထဲမှာရှောက်သွားနေပြီးခြောက်လန့်နေခဲ့ပါတယ်။ယောက်ျားဖြစ်သူလည်းအစကတော့သူ့မိမမဒီထင်ပြီးနမဲခေါ်ပြီးလိုက်ရှာနေခဲ့ပေမဲ့ရိမ်မဲကြီးကသူ့နောက်မှာရောက်နေပြီးသူ့လက်ပင်ကိုလိန်ချိုးတက်သွားခဲ့တယ်။ ရုတ်တရက်ဆိုသလိုမယ်ရီတယောက်အိယာကနေလန်နိုးလာခဲ့ပြီးခေါင်းကိုစမ်းကြည့်တော့သွေးတွေလည်းထွက်နေပြီးဘေးမှာလည်းယောက်ျားမရှိတာနဲ့အောက်ထပ်ကိုဖြည်းဖြည်းချင်းဆင်းလာခဲ့တယ်။အောက်ထပ်မှာတေးနေတဲ့ယောက်ျားကိုတွေ့တော့မယ်ရီလည်းကြောင်းလန့်တကြီးနဲ့အိမ်မော်ကိုပြေးတက်လာခဲ့ပြီးအခန်းတစ်ခါကိုအမြန်ပိတ်ဖို့လုပ်ပေမဲ့လည်းအပြင်ဘက်ကနေတကားကိုနင်းငံ့တွန်းနေခဲ့တာကြောင့်ကျမ်းမြင့်ပေါ်ကိုအချိန်နဲ့ကြာပြီးမေ့လဲသွားတော့တယ်။ လူတည်သွားတာကြောင့်တိတ်မကြခင်မှာပဲရဲတွေလည်းအဲ့ဒီအိမ်ကိုရောက်လာပြီးစေးုံမှာတတိမင်းနေတဲ့မဒီကိုလည်းအခင်းချောင်းမေးဖို့ရောက်လာချိန်မှာတော့မဒီကရှော့ရပြီးကြောက်လန့်နေတာမို့သူ့ရဲ့ညမစစ်နီကဘေးကနေအားပေးနေခဲ့ပါတယ်။ညာခအဖြစ်ပြက်ကြောင့်မဒီရဲ့ကိုဝင်ပြက်ကျသွားခဲ့တာမို့စိတ်တွေရမ်းပင်မနေခဲ့ပေမဲ့လည်းရဲရရှိကီကတော့ဆရာဝန်ရဲ့ပြောစကားအရမဒီဒီလိုကိုဝင်ပြက်ကျတာက၃00ရောင်ရှိပြီဆိုတဲ့စကားကြောင့်စစ်နီတော်အံ့ဩသွားရတယ်။ လူတက်မှုအတရခံကိုလိုက်ရှာကြည့်ပင်မဲ့လဲဘာတဲလုံစားမှမရတာကြောင့်ဘဒူကတတ်တယ်ဆိုတာအဖြေဖော်ထုတ်လို့မရခဲ့ပါဘူးမက်ဒီကလည်းစေးရုံမှာဆက်မနေတော့ပဲသူ့ရဲ့ခြောက်ချားစရာကောင်းတဲ့အင်ဂျီစီကိုပဲပြန်လာခဲ့ပြီညဘက်ရောက်တော့အင်ရဲ့ပရင်းပေါက်ကနေအရင်မဲကြီးတစ်ခုကသူ့ကိုစိုက်ကြည့်နေတယ်လို့ခံစားနေရပါတယ်ဒါကြောင့်မနေ့ကအိမ်ထဲကိုဝင်ခဲ့တဲ့လူစိမ်းပြန်လာတယ်လို့ထင်ပြီးကြောက်လန့်တကြနဲ့အိမ်ရဲ့ပတင်းပေါက်တွေနဲ့တကားပေါက်တွေကိုအသေးစံလိုက်ပိတ်နေခဲ့ရတယ် မနေ့ရောက်တော့သူ့ရဲ့အိမ်တကားတွေကိုဘယ်သူမှလွယ်လွယ်နဲ့ဖွင့်လို့မရအောင်တန်တွေနဲ့ဂဟေဆောင်နေခဲ့ပြီးအိမ်ခန်းထဲကိုပြန်ရောက်လာချိန်မှာတော့အပြင်ကနေဝင်လို့မရတာကြောင့်သူ့ညမစစ်တီကပဒင်းဘောက်ကနေတဆင်ဝင်လာတော့တယ်စစ်တီကိုတွေ့တော့မဒီကသူ့ယောက်ျားသူ့ကိုစောင်းရိုက်လိုက်လို့ကွဲသွားခဲ့တဲ့အုံနေရန်ကိုပြနေခဲ့ပြီးအဲ့ဒီနောက်တော့သူ့ကိုစစ်တီရဲ့မိသားတွေကမွေးစားခဲ့တာလို့ပြောပါတယ် ဒါတွေကိုမသိတဲ့ဆစ်နီကအံ့ဩနေခဲ့ပြီးမယ်ဒီကတော့သူကမွေးစားခဲ့တဲ့ရှေ့ကနှစ်တွေကိုဘာတစ်ခုမှမမှတ်မိပဲသူ့ရဲ့မွေးစားမိပြောပြခဲ့တဲ့သူ့ရဲ့မိရင်းကမိတွင်ထဲမှာပဲဆုံးသွားတယ်ဆိုတာတော့ပဲသိတယ်လို့ဆက်ပြောခဲ့ပါတယ်။တစ်ဖက်မှာလည်းအမျိုးသမီးတစ်ယောက်ကမြေအောင်မျိုးဖြစ်ခဲ့ဘူးတဲ့နေရာတစ်ခုကိုလူတွေအများကြီးကိုခေါ်ပြနေခဲ့ပြီးမျိုးပေါ်ပေါက်လာပုံတွေကိုအသေးစိတ်ရှင်းပြနေခဲ့တယ်ပြပွဲပြီးလို့လူတွေအကုန်ပြန်သွားတော့သူတယောက်ထဲကြံနေတဲ့အချိန်လူဝင်ပေါက်ကနေအတန်တန်ကြားတာနဲ့သူလဲတကားပိတ်ပြီးလို့လှမ်းအော်ပြောခဲ့ပါဗါး ဒါပေမဲ့လည်းအတန်ကသူရှိတဲ့စီကိုရှောက်လာနေတာမဟုတ်သူလည်းအလန့်တကြားနဲ့အတွင်းထဲကို ပြေးဝင်လာခဲ့ပြီးဝင်ပေါက်ရှိကမိချိုကိုအမြန်ဖွင့်လို့ဝင်ပေါက်စီကိုလှည့်ကြည့်လိုက်တယ်။ဒါပေမဲ့နောက်မှဘဒူးမှမရှိလို့သူလည်းကြောင်ကြည့်နေတဲ့အချိန်အပေါ်ကနေတစုံတစ်ခုကသူ့ပေါ်ကိုခုံအုပ်လို့သူလည်းတတိမိသွားခဲ့တယ်။တတိပြန်ရလာတော့တနေရာမှာလက်တွေခြေထောက်တွေကျုပ်တုပ်ခံထားရပြီးပါးစပ်ကိုလည်းတိတ်နဲ့အပိတ်ခံထားရပါတယ်။ သူနဲ့အတူအရင်မဲကြီးလည်းရှိနေခဲ့ပြီးအဲ့ဒီလူကရေဒီယိုကနေတဆင်ဒီအချိန်ကိုစောင့်နေတာကြာပြီလို့ပြောနေခဲ့တာမို့အဲ့ဒီမိန်းမလည်းကြောက်လန့်တကြားနဲ့အော်ဟစ်နေခဲ့တယ်။တစ်ဖက်မှာလည်းဒေါက်တာဝီဘာစီကိုကင်ဆာကိုအမြင့်ဖြတ်ဖို့အချိန်ကြာပြီလို့ပြောလာတဲ့ဖုန်းတကောဝင်လာခဲ့ရကနေဒေါက်တာဝီဘာလည်းသူသူတည်တနာပြုခဲ့တဲ့လူနာတွေအကြောင်းရေးထားတဲ့စာအုပ်စင်ပေါ်ကနေမေးဆိုတဲ့လူနာတယောက်ရဲ့စာအုပ်ကိုယူလိုက်ပြီးအထဲမှာရှိနေတဲ့ဓာတ်ပုံကိုထုတ်ကြည့်လိုက်တယ်။ တစ်ဖက်မှာလည်းမန်ဒီကအဝိရှော်ဘူးအတွက်ထွက်လာနေတော့အဝိရှော်ဆက်ထဲကနေမိမတယောက်ရဲ့မျက်နှာကိုမြင်လိုက်ရတာကြောင့်ထိတ်လန့်ပြီးအနောက်ကိုဆုတ်သွားခဲ့ပါတယ်။အဲ့ဒီမိမကတော့ဒေါက်တာဝီပါဖြစ်ပြီးမန်ဒီကိုကြည့်ပြီးသူ့အိမ်ထဲကိုဘာဝင်လောက်တာလဲလို့မေးလိုက်တာမှုမန်ဒီကလည်းဒါကသူ့အိမ်လို့ပြန်အော်ပြောပြီးတော့မှထူးဆန်းစွာနဲ့သူ့လက်တွေလှုပ်မရတာကိုသိလာခဲ့တယ်။အဲ့ဒီချိန်မှာပဲအိမ်မဲကြီးကအဝိရှော်ဆက်ကနေမြင်နေရတဲ့ဒေါက်တာဝီပါစီကိုဖြည်းဖြည်းချင်းရှောက်သွားပြီးသပင်ကိုဆွဲလို့ကျမ်းပြင်ပေါ်ကိုကင်ပေါက်လိုက်ပါတယ် အဲ့ဒီမှာပဲမယ်ဒီရောက်နေတဲ့နေရာကနေသူ့အိမ် ပုံစံကတဖြည်းဖြည်းနဲ့ဒေါက်တာဝီပါရဲ့အိမ်ပုံစံကိုပြောင်းသွားခဲ့တယ်။ TV မှာလည်း line တွေပြက်ပြီးကင်းစားကိုအမြင့်ပြတ်ဖို့အချိန်ရောက်ပြီဆိုတဲ့အတန်ထွက်လာရင်ဒေါက်တာဝီပါကိုစူးစစိတ်တွေထားထားတဲ့ဗီဒီယိုစီကိုပြစ်ပေါက်လိုက်ပါတယ်။ဒေါက်တာဝီပါလည်းဒဏ်ရာတွေရနေပြီးထွက်ပြေးဖို့ကြိုးစားချိန်မှာတော့ခုနကပြုတ်ကျလာတဲ့စူးစစိတ်ကအချွန်နဲ့ဒေါက်တာဝီပါကိုအမဲလိုက်ဖြတ်ပြီးရရက်ဆက်ဆက်တပ်ပစ်ခဲ့ပါတယ်။ ဒါကိုကိုယ်တိုင်မြင်လိုက်ရတဲ့မန်ဒီတယောက်ကတော့သွေးလန့်သွားခဲ့ပြီးရုတ်တရက်ဆိုတယ်လို့သတိမေးနေရကနေလန်နိုးလာတယ်လို့ခေါင်းကိုစမ်းကြည့်လိုက်တော့လဲခေါင်းမှာသွေးတွေထွက်နေခဲ့တော့တယ်။နောက်တစ်ရက်မှာတော့ဒေါက်တာဝီဘာအိမ်ကိုရဲတွေရောက်လာကြပြီးရဲမေမာလီကသူ့ရှာသွေးခဲ့တဲ့လူသက်လက်နက်ရဲ့အောက်ပိုင်းကိုရဲရရှိကီကိုပြနေခဲ့ပြီးအပေါ်ပိုင်းကိုတော့ရှာလို့မတွေ့ဘူးလို့ပြောပါတယ်။ဒါနဲ့ရဲရရှိကီတို့လည်းအိမ်ထဲမှာထက်ရှာကြည့်တော့ဓပုံလေးတပုံကိုတွေ့လိုက်ရပြီသူတည်တနာစာအုပ်တွေအများကြီးကိုတွေ့လိုက်ရတာမို့တတ်တဲ့အနေနဲ့ရဲစကန်ကိုအကုန်တဲသွားခဲ့ကြရတယ် မတ်ဒီကလည်းလူတယောက်သူ့ရှိမှရရဆက်ဆက်အသက်ခံလာရတာကိုမြင်ထားရတာမို့မခံစားနိုင်ပဲအိမ်သာထဲမှာအန်နေခဲ့ပါဗါးဒါနဲ့သူ့ညမစစ်နီကမတ်ဒီစီကိုပြေးသွားခဲ့တော့မတ်ဒီကဒေါက်တာဝီဘာကိုတတ်သွားတဲ့သူကသူ့အိမ်ထဲကိုတခါကဝင်ခဲ့ဘူးတဲ့လူစိမ်းဖြစ်ကြောင်းနဲ့အဲ့ဒီညညကလည်းဒေါက်တာဝီဘာကိုတတ်နေတဲ့အချိန်သူအဲ့ဒီနေရာကိုရောက်သွားပြီးသူကိုယ်တိုင်မြင်ခဲ့တဲ့အကြောင်းပြောပြနေခဲ့တယ်ဒါပေမဲ့လည်းအသက်ခံရတဲ့အိမ်ကမဒီရဲ့အိမ်မဟုတ်တာမို့မဒီကိုယ်တိုင်မြင်ခဲ့ရတဲ့ဆိုတဲ့စကားကထူးဆန်းနေခဲ့ပြီးသူကိုယ်တိုင်လည်းဒါကိုမရှင်းပြတတ်ဘူးဖြစ်နေတော့တယ် တစ်ဖက်မှာလည်းရဲတွေကဒီအမှုကိုညာလုံးပေါက်စုံစမ်းနေခဲ့ကြပြီးရဲရရှိကီကတော့စိုက်ဘာဌာနကိုဓာတ်ပုံဓာတ်ပုံပေးပြီးဒီဓာတ်ပုံကိုခံမှန်းချေအသက်30အရွယ်လူတယောက်ဖြစ်အောင်လုပ်ပေးပါလို့ပြောလိုက်တယ်။အဲ့ဒီညမှာပဲမန်တီတယောက်အိတ်နေတော့တစ်ဖက်ကိုလှည့်လိုက်တဲ့အချိန်သူ့ရဲ့ဘေးမှာလူတယောက်ရောက်နေတာကိုတွေးလိုက်ရတာမို့လန့်သွားခဲ့တယ်။ အဲ့ဒီလူကတော့ဒေါက်တာဗီတာလို့ခေါ်တဲ့ဆရာဝန်တယောက်ဖြစ်ပြီးမယ်ဒီလန်နိုးနေတုန်းမှာပဲရုတ်တရက်ဆိုလို့သူရောက်နေတဲ့နေရာကပုံစံပြောင်းသွားခဲ့ပြီးသူ့ဘော်ကနေသပင်ဖားလာချတာတဲ့အိမ်မဲကြီးကဖြတ်သွားလို့ဒေါက်တာဗီတာဘော်ကိုတက်ခွာပြီးယူလာတဲ့အချုံနဲ့အကြိမ်ကြိမ်ပတ်ပတ်ဆက်ဆက်ထိုးတက်ခဲ့ပါတယ်ဒီတစ်ကြိမ်မှာတော့မယ်ဒီကအိမ်မဲကြီးရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကိုပါမြင်လိုက်ရတာမို့ကြောက်လန့်တဲ့ကြီးနဲ့အကြဲကြီးအောင်ဟင်းအဲ့ရကနေနိုးလာခဲ့တယ် အဲ့နောက်တော့သူညမစစ်တီနဲ့ရဲစကန်းကိုဒီလူသက်မှုကြောင့်သွားပြောကြပေမဲ့ရဲတွေကလည်းအန်အောဖွယ်ဖြစ်ရဖြစ်နေတာမို့မယုံကြည်နိုင်ပဲဖြစ်နေတော့တယ်။ဒါနဲ့မတီကသူ့ကိုမယုံရင်မင်းညကတေးသွားတဲ့ဒေါက်တာဗစ်တာရဲ့အိမ်ကိုသွားကြည့်လို့ပြောလိုက်တယ်။ဒါနဲ့ရဲတွေလည်းသွားကြည့်ကြတဲ့အခါမှာတော့အဲ့ရပေါ်မှာသွေးတန်တရေရဲနဲ့ရုပ်ပြက်ဆင်းပြက်တေးနေတဲ့ဒေါက်တာဗစ်တာရဲ့အလောင်းကိုမြင်လိုက်ကြရတယ်။ တဖက်မှာလည်းမယ်ရီကရဲစခန်းကအိမ်သားမှာလက်ဆေးနေတော့ရုတ်တရက်မီးတွေပြတ်သွားပြီးသူ့စီကိုနမတ်မတ်မှတ်ထားတဲ့ဖုန်းဝင်လာတာနဲ့ကင်လိုက်တော့သူ့ကိုအမ်လီမေလို့ခေါ်နေခဲ့တာနဲ့ဘသူလဲလို့ပြန်မေးလိုက်ပါတယ်။ဒါနဲ့အဲ့ဒီလူကသူကမယ်ရီအတွေ့အထဲကလူတယောက်ပါပဲလို့ပြန်ပြောရင်သူ့ကိုတကယ်မရှိတဲ့ဖြစ်တည်မှုလို့သတ်မှတ်ခဲ့ကြတဲ့လူတွေကိုသူကအခုကစပြီးဂလက်စားခြေတော့မယ်လို့ပြောလိုက်တယ်။ဒါကိုကြတော့မယ်ရီလဲတော်ပါတော့ဂေဗီယယ်လို့ဩပြောလိုက်တာမို့ဖုန်းထဲကလူကရယ်ပြီးဖုံးချသွားတော့တယ်။ အဲ့ဒီနောက်တော့မတ်တီကအင်သာထဲကနေထွက်လာပြီးရဲရရှိကီနဲ့စကားပြောနေတဲ့သူညမကိုပြန်မှုခေါ်သွားခဲ့တယ်။သူတို့ပြန်သွားတော့မှရဲရရှိကီဓပုံပေးပြီးခမန်းကြီးအသက်30အရွယ်ပြောင်းခိုင်းထားတဲ့စိုက်ဘာကတယောက်ရောက်လာပြီးဓပုံထဲကကောင်မလေးကိုခေါ်လိုက်တာလားလို့မေးတော့ရဲရရှိလည်းဓပုံကိုတိုက်ကြည့်တော့မှအရင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ အဲ့ဒီကလည်းရဲစခန်းကပြင်ပြင်ချင်းလူတွေကိုလိုက်တတ်နေတဲ့သူရဲ့နာမည်က Gabriel လို့သူသိပြီမို့အဲ့ဒီလူကသူ့အသိနဲ့ပတ်သက်နေတဲ့လူတယောက်ပဲဖြစ်ရမယ်ဆိုပြီးသူ့ကိုမွေးစားခဲ့တဲ့စစ်တီရဲ့အမေစီကိုထွက်လာကြတယ်။မွေးစားအမေစီကိုရောက်တော့မာဒီက Gabriel ကဘာလုပ်လဲလို့မေးလိုက်တာမို့မွေးစားအမေလည်းမျက်နှာပြတ်သွားခဲ့တယ်။အဲ့ဒီနောက်တော့မာဒီကိုမွေးစားကာစားကရိုက်ပေးထားတဲ့ဗီဒီယိုကိုပြန်ကြည့်ကြရင်အဲ့ထဲမှာမာဒီကတကယ်ရှိနေတဲ့လူတယောက်နဲ့စကားပြောနေပြီးအဲ့လူကိုသူကစိတ်ကူးတဲ့ကတငယ်ချင်းလို့ခေါ်ခဲ့ပါတယ်။ နောက်ဗီဒီယိုတစ်ခုမှာတော့ဆစ်ဒနီကိုကိုဝင်စားလွယ်ကစားမှာပဲမက်ဒီကခလီကစားစရာဖုန်းကနေဂေဗီယယ်နဲ့ဖုန်းပြောနေပြီးဂေဗီယယ်ကသူ့ကိုမွေးစားအမိကဆစ်ဒနီမွေးလာရင်သမီးရင်းကိုပဲချစ်ပြီးမွေးစားသမီးကိုချစ်တော့မှာမဟုတ်ဘူးဆိုတဲ့စကားတွေရိုက်သွင်းပေးခဲ့ပါတယ်တစ်ဖက်မှာလည်းရဲရရှိကီကဒေါက်တာဝီဘာအိမ်ကနေယူခဲ့တဲ့စာအုပ်ထဲမှာ USB stick လေးတစ်ခုကိုတွေးလိုက်ရပြီး stick ထဲမှာရိုက်ထားတဲ့ဗီဒီယိုဖိုင်ကိုကြည့်နေခဲ့တယ် အဲ့ဒီမှာတော့ဒေါက်တာဝီပါကအမ်လီမေဆိုတဲ့မဒီအကြောင်းကိုပြောနေခဲ့ပြီးသူကတခြားလူနာတွေနဲ့မတူတဲ့အကြောင်းနဲ့စိတ်ဖောက်ပြီးနတ်ဆိုးကိုတွေးနေကြားနေရတယ်ဆိုပြီးပြောပါတယ်။ဒါကြောင့်သူကဒေါက်တာဗစ်တာနဲ့ဒေါက်တာဂျွန်ကိုအကူအညီတောင်းခဲ့တယ်လို့ပြောထားတာကြောင့်ရဲရရှိလဲနောက်ပြစ်မှတ်ကဒေါက်တာဂျွန်ဆိုတာကိုသိသွားပြီးဒေါက်တာဂျွန်ရဲ့နေရက်လိပ်စာကိုရိုက်ရှာလိုက်တယ် တစ်ဖက်မှာလည်းမန်ဒီကမှန်ရှိမျက်နှာတင်နေတုံးပါပဲမှန်တဲ့ကသူ့ရုပ်ကနေဒေါက်တာဂျွန်ရဲ့ရုပ်ကိုပြောင်းသွားပြီးနေရာပုံစံကလည်းဒေါက်တာဂျွန်ရဲ့အိမ်ပုံစံကိုပြောင်းသွားခဲ့ပါတယ်ခဏအကြာဒေါက်တာဂျွန်ရေရှိုးနေတုံးပါပဲသူ့ရှေ့မှာခြုံထက်တဲ့လက်နက်ကြီးပေါ်လာတော့တယ် တစ်ဖက်မှာလည်းရဲကဒေါက်တာဂျုံရဲ့အိမ်ကိုရောက်လာပြီမဲ့ရေချူကန်းထဲမှာတည်နေတဲ့ဒေါက်တာဂျုံကိုတွေ့လိုက်ရပြီအဲ့ဒီချိန်မှာပဲအပေါ်ကနေအရေးမဲကြီးကစတိုက်ခိုက်ပါတယ်ရဲကလည်းသူ့ရဲ့တနက်နက်ပြစ်ပြီးပြန်ခုခံတာမို့အရေးမဲကြီးလည်းထွက်ပြေးသွားရပြီရဲကလည်းအနောက်ကနေတောက်လျှောက်လိုက်နေတာမို့ထွက်ပြေးရင်းကနေမြောက်နေရာတစ်ခုကိုရောက်သွားပြီးစူးစစိတ်အချုံနဲ့ထပ်တိုက်ခိုက်ခံရတာမို့ပြန်တိုက်ခိုက်ရင်းကနေနောက်ဆုံးမှာတော့အရေးမဲကြီးလည်းထွက်ပြေးသွားရပါတယ်အဲ့ဒီနောက်တော့ရဲတွေနဲ့တိုင်ပင်ပြီးမဒီရဲ့အတိတ်ဘဝကိုပြန်မှတ်မိအောင်အင်္ဂွေချပညာရှင်နဲ့ပြီးတွေ့ပါတယ် အဲ့တော့မှမတီလဲဂေဘီယယ်ကသူ့ကိုတငယ်ချင်းလို့ပြောပေမဲ့သူတယောက်တည်းကပဲဂေဘီယယ်ကိုမြင်နေရတယ်လို့ပြန်ပြောရင်အတိတ်ကအဖြစ်တွေကိုပြန်ပြောတော့တယ်အတိတ်မှာတော့ဂေဘီယယ်ကမွေးနေ့ကိတ်ကိုဖျက်ဆီးဖို့မတီကိုခိုင်းနေခဲ့ပြီးမတီကလည်းဒါတာလတ်နဲ့ကိတ်ကိုဖျက်ဆီးဖို့လုပ်နေတော့မှာပဲဂေဘီယယ်ကအမြင်အာရုံကိုလှည့်စားထားတာကြောင့်ဆစ်ဒနီကိုလွှဲထားရတဲ့သူ့ရဲ့မွေးစားအမိကိုဓာတ်နဲ့ရွယ်ထားသက်လို့ဖြစ်သွားတော့တယ်အဲ့ဒီချိန်မှာပဲအင်ွေချခံထားရတဲ့မတီတရားအပြင်မှာကြောက်လန့်ပြီးအော်ဟစ်နေတာမို့အင်ွေပေးတာကိုချက်ချင်းရက်လိုက်ရပါတယ် အဲ့ဒီချိန်တစ်ဖက်မှာလဲ GPS ဆိုတဲ့အိမ်မဲကြီးဖမ်းထားတဲ့မိန်းမကြီးကလည်းကျိုးတွေကနေလွတ်အောင်တင်းယုံပြီးထွက်ပြေးရကနေခြေကျုံပြီးအောက်ထဲထိပြုတ်ကျသွားတော့တယ်။အဲ့ဒီအောက်ကတော့ရဲတွေရောမယ်ဒီတို့နှစ်ယောက်ပါအတူရှိနေတယ်။မယ်ဒီရဲ့အိမ်ထဲမှာပါပဲ။ဒီတော့မှဖမ်းခံထားရတဲ့အမျိုးသမီးကမယ်ဒီအိမ်ရဲ့အပေါ်ထက်မှာရှိနေတာကိုအားလုံးသိသွားကြပြီးအပေါ်ထက်မှာဒေါက်တာတွေကိုတတ်ခဲ့တဲ့လူသက်လက်နက်ကိုပါရှာတွေ့ထားတာမို့မယ်ဒီကိုလူသက်သမားအဖြစ်သတ်မှတ်လိုက်ကြတယ်။ မက်ဒီဘယ်လိုညင်ညင်မက်ဒီကိုယူကြောင်ကြောင်ပုံမြင်တွေပြောပြီးဇလန်းစစ်နေတယ်လို့ပဲထင်နေတာနဲ့မက်ဒီလည်းဒေါသတွေထွက်လာပြီးရုတ်တရက်ဆိုသလိုညင်ကြသွားခဲ့တယ်။တစ်ဖက်မှာလည်းစစ်နီကမက်ဒီအရင်ကအမ်လီမေဆိုတဲ့နာမည်နဲ့တက်ခဲ့တယ်။စေးရုံကိုသွားစုံစမ်းခဲ့ပြီးအဲဒီကနေမက်ဒီနဲ့ပတ်သက်တဲ့ CD ခွေတွေကိုယူလာခဲ့ပါတယ်။မက်ဒီကတော့လူသက်သမားမဟုတ်ဘူးလို့ဘယ်လိုပဲညင်ညင်ရဲတွေကတော့ထောင်ထဲမှာတခြားထောင်ကျနေတဲ့အမျိုးသမီးနဲ့အတူထည့်ထားလိုက်ပါတယ်။စစ်နီကလည်းသူ့ရဲ့အမိနဲ့အတူမယ်ဒီအကြောင်းကိုပြောထားတဲ့ဒေါက်တာဝီဘာရဲ့ဗီဒီယိုဖိုင်ကိုကြည့်နေကြပြီ အဲ့ဒီထဲမှာအသက်15နှစ်အရွယ်ပဲရှိသေးတဲ့မိန်းကလေးတယောက်ကအထမပြုခံရပြီးမတ်တီဆိုတဲ့ကလေးကိုကိုဝင်ရခဲ့ကြောင်းနဲ့အဲ့ဒီကလေးကိုသူတို့ဆေးရုံစီကိုပေးခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီ15နှစ်အရွယ်မိန်းကလေးကတော့မတ်တီရဲ့အိမ်ပေါ်ထပ်မှာဖမ်းချုပ်ခံထားခဲ့ရတဲ့အမျိုးသမီးဖြစ်ပြီးအခုလောလောဆယ်မှာတော့ကိုမဝင်ပြီးဆေးရုံတင်ထားရပါတယ်။ မယ်ရီရဲ့နောက်ဗီဒီယိုမှာတော့ဆရာဝန်ကမယ်ရီနဲ့ပဲစကားပြောခြင်းလို့ Gabriel ကိုမေးစေးပေးထားရတယ်ဆိုပြီးဘာလို့ခုတလောမယ်ရီရဲ့စိတ်တွေကကြမ်းတမ်းလာရတာလဲလို့မေးတော့မယ်ရီကလည်းသူ့ကို Gabriel ကလူတွေကိုအနယ်ပြုကိုင်းလို့လို့ပြန်ဖြေပါတယ်။အဲဒီနောက်တော့ဒေါက်တာဝီပါက Gabriel ကိုရိုက်ပြခိုင်းရတာကနေမယ်ရီရဲ့နောက်ကျော်မှာကပ်ပါးကောင်ပုံစံနဲ့ကြီးထွားနေတဲ့ Gabriel ကိုတွေ့လိုက်ရပါတယ်။ ဒေါက်တာကတော့ GBL ကမဒီကိုမိခိုပြီးနေနေရတယ်ကပ်ပါအမှားလို့ပြောပြီးတအိမ်မှာဖွံ့ဖြိုးနေတဲ့အမှားနှစ်ယောက်ကိုခွာတင်တဲ့အချိန်ကမခွာခဲ့လို့တယောက်ကအင်အားကြီးပြီးတယောက်ကတော့အင်အားနှဲသွားရတယ်လို့ပြောတယ်ဒါကြောင့်ရင်ချင်းစအမှားလို့တောင်ပြောလို့မရပဲအားနေတဲ့သူကအာကြီးရဲ့သူကိုမိခိုနေရတာမို့ဂေဘီယယ်ကမဒီကိုမိခိုပြီးစားသုံးနေတာပဲလို့ပြောလိုက်တယ်။ဒါကြောင့်ဂေဘီယယ်ကမဒီရဲ့အုံနောက်နဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်နေတာမို့မဒီကအားနေလာတာကြောင့် ဒေါက်တာတွေအားလုံးတိုင်ပင်ပြီးဂေဘီယဲခန္ဓာကိုယ်ကိုမက်ဒီစီကနေခွဲထုတ်ဖို့လုပ်လိုက်ကြတယ်။ဒါပေမဲ့လည်းအကုန်လုံးကိုဖယ်ထုတ်လိုက်မယ်ဆိုရင်မက်ဒီလည်းတည်သွားနိုင်တာမို့ဆရာဝန်ဝင်တွေကသူတို့ဖယ်ထုတ်နိုင်သလောက်ဖယ်ထုတ်ပြီးဂေဘီယဲအုံနောက်ကိုတော့မက်ဒီရဲ့အုံနောက်ထဲမှာပူတွဲပြီးချုပ်ပေးလိုက်ပါတယ်။အဲနောက်မက်ဒီနဲ့ဂေဘီယဲကအုံနောက်တစ်ခုတည်းဖြစ်တာမို့မက်ဒီရဲ့စိတ်ကိုလှည့်စားပြီးထင်အောင်ထင်မှားပုံမြင်အောင်လုပ်ကခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်ရည်ရှိတယ်လို့ဆရာဝန်ကပြောပြနေခဲ့ပါတယ်။ အဲ့ဒီအချိန်တစ်ဖက်မှာလည်းမက်ဒီကိုထောင်ထဲမှာသူ့ထက်အရင်ထောင်ကြထားတဲ့သူတွေကဝိုင်းမိအနိုင်ကျင့်နေတာမို့သူလည်းသီးမခံနိုင်တော့တဲ့အဆုံးသူ့ရဲ့ခေါင်းနှောက်ကြောကိုဆွဲဖြဲပြီးတစုံတစ်ခုကိုဆွဲထုတ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲမက်ဒီရဲ့အုံနှောက်နောက်ဖက်ချမ်းကနေနောက်ထပ်အုံနှောက်တစ်ခုထွက်လာပြီးလက်တွေခြေတွေကလည်းအဲ့အုံနှောက်မျက်နှာမူတဲ့ဘက်ကိုအတင်းချိုးပြီးပြောင်းသွားတာမို့ထောင်ထဲကလူတွေလည်းလမ်းဖြန့်ကုန်ကြတယ်။ထွက်လာတဲ့ KVL ကထောင်ထဲကလူတွေအားလုံးကိုလည်းတတ်ပစ်လိုက်ပြီးသူ့ရဲ့လက်နက်ကိုပြန်ယူဖို့အတွက်တပ်တွေပစ္စည်းတွေစုတဲ့အခန်းထဲကိုဝင်သွားတော့တယ်။ အဲ့ဒီအချိန်စစ်နီကလည်းတနင်္လာကိုထွက်သွားနေပြီးရဲရရှိကီစီကိုဖုံးဆက်လို့ဂေဗီယယ်နဲ့ပတ်သက်ပြီးသူတိတက်မြအားလုံးကိုပြောပြရင်မဒီရဲ့ယောက်ျားကအိုင်နိညာကသူ့ကောင်းကိုအုံညာနဲ့စောင့်တွန်းလိုက်တာမို့ဂေဗီယယ်ကပြန်နိုးလာတာလို့ပြောပါတယ်။အဲ့လိုပြောနေတုန်းမှာပဲလက်လက်ကိုရသွားတဲ့ဂေဗီယယ်ကစခန်းထဲကရဲတွေအားလုံးကိုတပ်ပြရာကနေရဲရရှိကီရဲ့တွဲဖက်ရဲမေလက်ဒဏ်ရာရသွားပြီးရဲရရှိကီကိုတော့ဂေဗီယယ်ကသူ့အမေစေးုံတင်ထားတဲ့စီကိုသွားမှာမို့နောက်ကနေလိုက်သွားဖို့ပြောလိုက်တယ် အဲ့ဒီချိန်ဆေးရုံကိုရောက်နေတဲ့စစ်နီနောက်ကိုဂေဘီယယ်ကလိုက်လာပြီးစစ်နီကိုတိုက်ခိုက်လို့မမွေးခင်ကတည်းကတေးအောင်တတ်ခဲ့ရမှာလို့ပြောလိုက်တယ်။အဲ့ဒီမှာပဲဂရင်ပေါ်မှာလဲနေတဲ့သူတို့ရဲ့အမေကြီးကဂေဘီယယ်ကိုဆွတ်လွတ်ခဲ့လို့တောင်းပန်ပါတယ်လို့ပြောပြီးဂေဘီယယ်ကသူ့ရဲ့သားပဲမို့ချစ်ပါတယ်လို့မျက်ရည်တွေဝင်ပြောနေတာမို့ဂေဘီယယ်လည်းငြိမ်ပြီးနားထောင်နေခဲ့တယ်။အဲ့ဒီချိန်မှာပဲအနောက်ကနေလိုက်လာတဲ့ရဲရာရှိကီကငြိမ်သက်နေတဲ့ရေပြင်ကိုလှုပ်ရမ်းလိုက်တယ်လို့ဝမ်းနေနေတဲ့ဂေဘီယယ်ကိုတနက်နဲ့ပြစ်လိုက်တာမို့ဂေဘီယယ်လည်းစိတ်တူပြီးရဲရာရှိကိုသူ့လက်ကအချုံနဲ့ပြစ်ပေါက်လိုက်ပါတယ်။ ဒါကြောင့်အောက်ကိုကြာသွားတဲ့တနတ်ကိုစစ်နီကကောက်ကင်လိုက်ပြီးတနတ်နဲ့ပြစ်ပင်မယ်လေသူ့ရဲ့မမဒီကိုပဲပြစ်နေသလိုဖြစ်နေတာမို့သူလည်းဆက်မပြစ်ရတော့ပဲမဒီကိုဂေဘီရဲ့လွှမ်းမိုးတာမခံပဲအဲ့ထဲကနေအ мян ထွက်လာခဲ့တော့လို့လှမ်းတော်ပြောခဲ့တယ်ဒါနဲ့ဂေဘီရဲ့လက်စိတ်တို့ပြီးကတင်ကြီးနဲ့ပြစ်ပေါက်လိုက်တော့စစ်နီလည်းကတင်နဲ့ပြီးသွားပြီးတတ်ဖို့လုံချိန်မှာပဲစစ်နီကမဒီကိုထွက်လာခဲ့ဖို့ပြောရင် မရီကိုဝင်ပြက်ရတာကဂေဗီယယ်ကသူအားပြည့်ဖို့အတွက်အဲ့ဒီကိုဝင်တဲ့ကရင်သွေးတွေကိုစားခဲ့တာလို့ပြောလိုက်တာမှုကိုတဲကကြားနေရတဲ့မက်ဒီလဲစိတ်တူသွားပြီးရအောင်အတင်းယုံထွက်တော့တယ်ဒါပေမဲ့လည်းခန္ဓာကိုယ်ကဂေဗီယယ်ပဲဖြစ်နေသေးတာမှုစစ်တီကိုတနက်နဲ့ပြစ်တက်လိုက်ပြီးနောက်ဆုံးကြံတော့တဲ့သူတို့အမိကိုတတ်ဖို့လှုပ်ချိန်မှာတော့သူ့အမိကအသေးတံတွေတောင်းပန်နေခဲ့တော့တယ်ဘလို့ပဲပြောပြောဂေဗီယယ်ကတော့သူ့အမိရဲ့နှာခေါင်ကိုလက်နဲ့ဖိတက်လိုက်ရတာကနေအသက်ရှူရက်ပြီးတည်သွားခဲ့တယ် ဒါပေမဲ့လည်းထူးဆန်းစွာနဲ့အဲ့ဒီအချိန်မှာပဲနေရာပုံစံတွေပြောင်းသွားခဲ့ပြီး Gabriel တယောက်အချင်းတောင်တစ်ခုတည်းကိုရောက်သွားပါတယ်။အချင်းတောင်ထဲမှာ Maddie နဲ့တွေ့နေပြီး Maddie က Gabriel လို့တလို့အုံနောက်ကိုငါလဲထိန်းထုတ်နိုင်သွားပြီလို့ပြောပြီးအခုကဆလို့သူ့ခန္ဓာကိုယ်နဲ့သူစိတ်ကြိုက်ဖန်ပြီးတော့မှမို့ထပ်ပြီးထိန်းထုတ်ွင့်မပေးတော့ဘူးလို့ပြောရင်အချင်းတောင်တကားကိုပိတ်လိုက်ပါတယ်။အဲ့နောက်ခုနက Gabriel တက်ခဲ့တာတွေက Maddie ဖန်ပြီးထားတဲ့အတူအောင်ဖြစ်နေတာကြောင့် Sydney နဲ့သူ့အမေရင်လည်းအသက်ရှင်နေကြပြီးဇလန်းလေးလက်ဆုံးသက်သွားပါတယ်။ အဆုံးထိကြီးစုနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်